ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ကမ္ဘာသတင်းကတော့ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာဒေးကို မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်မှာအင်္ဂါနေ့ကလူခွင့်ရေးချိုးဖောက်မှုစွဲချက်တင်ခံရမှုနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာရာဇဝဲမှုတရားရုံး ICC ရဲ့အမိန့်နဲ့ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒူတာဒေးဟာဟောင်ကောင်ကနေပြန်လည်ရောက်ရှိတဲ့အချိန်မှာဖမ်းဆီးခံလိုက်ရပြီးတော့သူ့ကိုနိုင်ငံတကာရာဇဝဲမှုတရားရုံး ICC ရဲ့အမိန့်နဲ့ရဲတပ်ဖွဲ့ကထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်။မူရစင်းဝါများတိုက်ဖြတ်ရမှာဖြစ်ပွားခဲ့တဲ့လူတက်မှုများကို ICC ကစုံစမ်းနေကြောင်းဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ်ရဲ့ရုံးချုပ်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ ICC ကဒူတာဒေး င်းဟာဖိလစ်ပိုင်တောင်ပိုင်းဒါဘောင်းမြို့ရဲ့မြို့တော်ဝင်အဖြစ်နဲ့တာဝန်ထမ်းဆောင်တဲ့အချိန်2011ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကပမရဖြစ်နေတဲ့အချိန်မှာ2019ခုနှစ်မတ်လ16ရက်နေ့အထိမူရီစေဝါတိုက်ဖြတ်မှုအတွင်းမှာလူသက်မှုများကို လူသားတို့အပေါ်မှာကျွလွန်ခဲ့တဲ့ရာဇဝတ်မှုများအဖြစ်နဲ့စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ဒူတာဒေးဟာ2019ခုနှစ်ဖိလစ်ပိုင်ကို Rome Statute ကနေပြီးတော့နှုတ်ထွက်လိုက်တဲ့အတွက်လူအခွင့်အရေးလှုပ်ရှားသူများကလူတက်မှုများအတွက်တာဝန်မခံလို့ပဲထွက်ပြေးရန်ကြံစီမှုလို့ဝေဖန်ခဲ့ကြပါတယ်။ဒူတာဒေးရဲ့အဆိုအရဟာ2021ခုနှစ်အလယ်ပိုင်းမှာ ICC ရဲ့စုံစမ်းစစ်ဆေးမှုကိုရပ်ဆိုင်းရန်ကြိုးပမ်းခဲ့တယ်လို့သိရပါတယ်။ ဖိလပိုင်အာနာပိုင်များကအဲ့ဒီအမှုများကိုမဖြစ်မနေစုံစမ်းဆွေးနွေးနေပြီဖြစ်တယ်လို့သိရပါတယ်။ ICC ဟာတရားစီရင်ရေးအာဏာမရှိကြောင်းငင်းပယ်ရှောက်လဲပြီးတော့အဲ့ဒီစုံစမ်းမှုကိုရပ်တန့်ရန်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။2023ခုနှစ်ဇူလိုင်လမှာ ICC ရဲ့အယူခံတရားသူကြီးများကစုံစမ်းစစ်ဆေးမှုများကိုပြန်လည်စတင်ရန်ခွင့်ပြုပေးခဲ့ပြီးတော့ဒူတာဒေးအစိုးရရဲ့စန့်ကျင်မှုများကိုလည်းပယ်ချခဲ့တယ်လို့သိရပါတယ်။ ICC ဟာ Netherlands နိုင်ငံ The Hague မြို့မှာတည်ရှိပြီးတော့လူမျိုးတုံးတပ်ဖြတ်မှု genocide စစ်ရာဇဝတ်မှု war cry လူသားတို့အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု crime against humanity အပါအဝင်ကြီးမားဆိုးဝါးလာတဲ့နိုင်ငံတကာရာဇဝတ်မှုများအထွတ်အခိုင်အမာတရားစွဲဆိုရန်နိုင်ငံများကမလိုလားတော့သို့မဟုတ်မဖြစ်နိုင်တဲ့အခါမှာအစားထိုးဝင်ရောက်ပြီးတော့ဆောင်ရွက်နိုင်တယ်လို့သိရပါတယ်2022ခုနှစ်မှာဒူတာတွေရဲ့နောက်တမ္ပဒဖြစ်လာခဲ့တဲ့ Ferdinand Marcos Jr. ဟာ ဒူတာရဲနဲ့နိုင်ငံရေးအငင်းပွားမှုများဖြစ်နေတော့လဲ ICC ကိုပြန်လည်ဝင်ရောက်ရန်ဆုံးဖြတ်မှုမပြုတ်လုခဲ့ဘူးလို့သိရပါတယ်။သို့တော်လည်းမာကော့စ်အစိုးရက ICC အနေနဲ့နိုင်ငံတကာရဲတပ်ဖွဲ့အားဒူတာဒေးကိုဖမ်းဆီးပေးရန်တရားခဏ်များကိုတွေ့ရှိခြင်းနဲ့ယာယီဖမ်းဆီးခြင်းတို့အတွက်အသုံးပြုတဲ့အနည်းရောင်းတရီပေးချက် Red Notice ထုတ်ပြန်မှာကပူးပေါင်းဆောင်ရွက်မယ်လို့ပြောကြခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။